မင်္ဂလာပါရှင်ဒီနေ့စက်တင်ဘာ30ရက်နေ့အတွက် People's Print ရဲ့နေ့လည်ခင်းဒီနောက်ဆုံးရရှိထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုကျွန်မကစူးစီးတင်ဆက်ပေးပါမယ်ရှင်နျူကလ িয়ার လက်နက်တွေကိုဘယ်တော့မှဆွလွတ်တော့မှာမဟုတ်ကြောင်းမြောက်ကိုရီးယားကကုလသမဂ္ဂမှအတည်ပြုပြောကြားသွားခဲ့ပါတယ်စက်တင်ဘာ29ရက်နေ့မှာမြောက်ကိုရီးယားရဲ့ဒုနိုင်ငံကြားရေးဝန်ကြီးကင်ဆွန်ဂျွန်းကနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်ထဲမှာမိန့်ခွန်းပြောခဲ့ပါတယ်အရင်ကတော့မြောက်ကိုရီးယားရဲ့ကုလသမဂ္ဂမိန့်ခွန်းတွေကို ရာဓုအရာပိုးအဆင့်နှိမ့်တဲ့ကုလဆိုင်ရာမြောက်ကိုရီးယားတန်အမတ်ကပဲပြောလို့ရှိပါတယ်။အခုခါဒုနိုင်ငံသား၏ဝန်ကြီးဂျွန်းကမြောက်ကိုရီးယားရဲ့နျူကလ িয়ার လက်နက်တွေကိုဖျက်သိမ်းဖို့ဆိုတဲ့တောင်းဆိုမှုတွေဟာနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုလက်လျှော့ဖို့ပြောနေတယ်လို့မျိုးအယံလွန်ကဲတဲ့အခြေအနေဖြစ်နေကြောင်းပြီးတော့ဒါကိုလက်ရောဖို့ဆိုတာကလည်းမြောက်ကိုရီးယားရဲ့ဖွဲ့စည်းပုံဥပဒေနဲ့ကန့်ညီမှုမရှိကြောင်းဆိုပါတယ်။မြောက်ကိုရီးယားဟာနျူကလ িয়ার လက်နက်တွေကိုဘယ်တော့မှဆွလွန်မှာမဟုတ်ကြောင်းအဲ့ဒီလက်နက်တွေပိုင်ဆိုင်မှုက မြောက်ကိုရီးယားရဲ့ဥပဒေတွေအမျိုးသားရင်မူဝါဒတွေအချုပ်အခြာအာဏာခိုင်မာမှုတွေနဲ့ဆက်ဆက်နေသလိုနိုင်ငံအနေနဲ့ဒီလက်နက်တွေပိုင်ဆိုင်ဖို့လဲအခွင့်အရေးအပြည့်အဝရှိနေကြောင်းဘယ်လိုအခြေအနေမှမဆိုမြောက်ကိုရီးယားကဒီသဘောထားရက်တီမှုကိုကြောခိုင်းစွန့်ခွာသွားမှာမဟုတ်ကြောင်းသူကပြောခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တုန်းကလည်းမြောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်အွန်းကနိုင်ငံရဲ့နျူကလ িয়ার လက်နက်တိုက်ကိုဆက်လက်ထိန်းသိမ်းထားနိုင်မယ်ဆိုတဲ့ကန့်လန့်မှုမျိုးကြောင်းအမေရိကန်ရဲ့တကြောပြန်ဆွေးနွေးဖို့လမ်းဖွင့်ထားမယ်လို့ပြောခဲ့ကြောင်း ဆိုရပိုင်း KCNA သတင်းဌာနကဖော်ပြခဲ့ပါသေးတယ်။ကြောင်ကိုရီးယားမာလီချင်းမြောင်တမရဖြစ်လာကြတဲ့ကကိုရီးယားနှစ်နိုင်ငံကြားကတင်းမာမှုတွေကိုဖြေလျှော့ဖို့အတွက်အင်တိုက်အားတိုက်ကြိုးစားနေပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကကုလသမဂ္ဂမိန်ကွန်းမှာတော့ကြောင်ကိုရီးယားတမရလီကသူဟာတောင်နဲ့မြောက်ကိုရီးယားနိုင်ငံတွေကြားမဆုံးနိုင်တဲ့တင်းမာမှုတန်တရားကိုအဆုံးသတ်ဖို့စိတ်ပိုင်းဖြတ်ထားတယ်လို့ပြောခဲ့တယ်လို့မြောက်ကိုရီးယားမှာအစိုးရအပြောင်းအလဲဖြစ်လာအောင်အားထုတ်တာတွေလုပ်မှာမဟုတ်ဘူးလို့လည်းကတိပြုသွားခဲ့ပါတယ်ရှင်။ ဂါဇာကမ်းမြောင်ဒေသငြိမ်းချမ်းရေးအစီအမံတစ်ခုကိုနှစ်နိုင်ငံညှိနှိုင်းသဘောတူနိုင်ခဲ့ကြောင်းအမေရိကန်နဲ့အစ္စရေးအစိုးရတွေကပူးတွဲကြေညာခဲ့ပါတယ်။ကုလသမဂ္ဂထွေထွေညီလာခံတက်ရောက်ဖို့အမေရိကန်ကိုရောက်ရှိနေခြင်းတော်တွင်အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ညာဟုကအိမ်ဖြူတော်မှာသမ္မတဒေါ်နယ်ထရမ့်ကိုစက်တင်ဘာ29ရက်နေ့ကတွားရောက်တွေ့ဆုံခဲ့တဲ့နောက်အဲ့ဒီသဘောထားကိုအတူပူးတွဲထုတ်ပြန်ခဲ့တာပါ။အနည်းချုပ်အနေနဲ့တော့ဂါဇာမှာစစ်ဆင်ရေးတွေရပ်တန့်ဖို့အချိန်အတိုင်းအတာတစ်ခုရောက်ရင်အစ္စရေးတပ်တွေပြန်ရုပ်သိမ်းဖို့ ဂါဇာရဲ့အနာဂတ်နိုင်ငံရေးခန္ဓာကနေဟာမတ်အပီးတိုင်းဖဲထုတ်ခံရမှာကိုလက်ခံဖို့ဒဇာကန်တွေနဲ့တုံ့ပန်းတွေလဲလှယ်လုပ်ဖို့ဂါဇာမှာလူသားချင်းစာနာမှုအထောက်ပံ့တွေပြန်လည်ဝေရောက်နိုင်ဖို့ဆိုတာတွေပါဝင်ပါတယ်အင်ဖြူရောရဲ့သတင်းစာရှင်းလင်းပွဲမှာတော့ Trump ကဒါဟာငြိမ်းချမ်းရေးအတွက်သမိုင်းဝင်နေ့တစ်နေ့ဖြစ်လာတယ်လို့ကြွေးကြော်ခဲ့ပါတယ်သူကဟာမတ်အဖွဲ့ဟာအခုကမ်းလှမ်းချက်ကိုမဖြစ်မနေလိုက်နာဖို့လိုကြောင်းဟာမတ်ကဆက်ပြီးခေါင်းမာနေအောင်မယ်ဆိုရင်တော့အစ္စရေးကဟာမတ်ချင်းချမှုကိုအပြက်ရှင်းဖို့ လှုပ်တဲ့လှုပ်ထိုက်တာတွေကိုဆက်လုံမှာဖြစ်တယ်လို့ American ကလည်းအားပေးထောက်ခံသွားမယ်လို့ Trump ကသတိပေးသွားပါတယ်။နေတန်ယာဟုကလည်း Hamas ကကမ်းလှမ်းချက်ကိုပယ်ချရင်ဒါမှမဟုတ်ရှောင်လွှဲရင် Israel အနေနဲ့ပိုပြီးထိရောက်အားကောင်းတဲ့စစ်ရေးအရှိန်မြင့်မှုတွေလှုပ်ဆောင်လာနိုင်ကြောင်း အတိအလင်းပြောဆိုသွားပါတယ်။ Hamas နဲ့နှိစက်တဲ့ Palestine သတင်းရှင်မြင့်တို့ကတော့ Hamas ကောင်းဆောင်တွေစီအင်ဖြူရောကပေးပို့လိုက်တဲ့အချက်20ပါတောက်ဆုံမှုတွေလက်ခံရရှိထားပြီးဖြစ်တယ်လို့တီးပြုခဲ့ပါတယ်။အဲ့ဒီအချက်တွေထဲမှာတော့ အနာဂတ်ဂါဇာရဲ့အုပ်ချုပ်ရေးကဏ္ဍမှာဟာမတ်စ်လုံးဝပါဝင်ခွင့်ရှိတော့မှာမဟုတ်ပါဘူး။ဟာမတ်စ်ကလက်နက်ချရမှာဖြစ်တယ်လို့ဂါဇာမှာရှိနေတဲ့မြေအောက်ဥမင်တွေရဲ့လက်နက်တိုက်တွေကိုလည်းဖျက်ဆီးပေးရမှာဖြစ်ပါတယ်။တခြားတစ်ဖက်မှာတော့အနာဂတ်မှာပါလက်စတိုင်းအချုပ်ချာအာဏာပိုင်နိုင်ငံပေါ်ထွန်းလာရေးကိစ္စလမ်းဖွဲ့ပေးထားဖို့အတွက်အစ္စရေးကလက်ခံခဲ့ရပါတယ်။အပြစ်ခတ်ရဲဆဲဖို့သဘောတူပြီးရင်ဟာမတ်စ်ကဖမ်းဆီးထိန်းသိမ်းထားတဲ့အစ္စရေးတစားကန်20နဲ့ တည်ဆုံးပြီးသားလို့ယူဆရတဲ့တရားခံ2000လောက်ရဲ့အလောင်းတွေကို82နှစ်ရည်အတွင်းအစ္စရေးစီလွှဲပေးရပါမယ်။အစ္စရေးကလည်းယာနဲ့ချီတဲ့ပါလက်စတိုင်းအကျဉ်းသားတွေကိုပြန်လွှတ်ပေးရမှာပါ။ဂါဇာမှာနှစ်ဖက်စလုံးကစစ်စင်ရေးတွေကိုရောက်ရာအရက်မှာရက်ဆိုင်ထားရမှာဖြစ်ပြီးတင်းတော်တဲ့အချိန်ကာလတစ်ခုရောက်ရင်အစ္စရေးကလည်းတက်တွေပြန်ရုပ်သိမ်းရမှာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲဂါဇာကိုနိုင်ငံတကာလူသားချင်းစာနာမှုအထောက်ပံ့တွေအလုံးအရင်ပြန်လည်စည်းဝင်လာရေးကိုအစ္စရေးကခွင့်ပြုပေးရမှာပါ။ ထရန့်ရဲ့အဆိုပြုချက်ထဲမှာတော့ဟာမတ်စ်တွေရဲ့အလွန်ဂါဇာကိုဘယ်သူတာဝန်ယူအုပ်ချုပ်မလဲဆိုတာကိုလည်းလမ်းညွန်ပြထားပါတယ်။အဲ့ဒါကတော့စကူးမကူးကာလအတွက်ပါလက်စတိုင်းကောမဒီတရက်ကဂါဇာကိုတာဝန်ယူအုပ်ချုပ်အောင်မှဖြစ်ပြီးအဲ့ဒီကောမဒီကိုငြိမ်းချမ်းရေးဘုတ်အဖွဲ့လို့နာမည်ပေးထားမဲ့နိုင်ငံတကာအစုအဖွဲ့ကအနီးကအကြံပေးကုတ်ခဲ့ရမှာဖြစ်ပါတယ်။ငြိမ်းချမ်းရေးဘုတ်အဖွဲ့ထဲမှာ Britain ဝန်ကြီးချုပ်ဟောင်းဆာတိုနီဘလက်ပါဝင်မှာဖြစ်ပြီးနောက်ထပ်အဖွဲ့ဝင်အသစ်တွေကိုလည်းကြီးညာသွားမယ်လို့ဆိုပါတယ်။ဟာမတ်စ်တွေရဲ့ပြိုင်ဘက်ဖြစ်ပြီး နောက်ထပ်ပါလက်စတိုင်းနယ်မြေတစ်ခုဖြစ်တဲ့နောက်ဘက်ကမ်းခြေဒေသမှာအဓိကခြေစိုက်တဲ့ပါလက်စတိုင်းအာဏာပိုင်ဆိုးရွားကတော့သမ္မတထရမ့်ရဲ့ငြိမ်းချမ်းရေးအားထုတ်မှုတွေဟာစိတ်အားထက်သန်ပြီးဖြောင်းမတ်ရိုးသားမှုရှိတယ်လို့ကြီးကြီးခဲ့ပါတယ်။မကြာသေးခင်ကမှပါလက်စတိုင်းကိုအချုပ်ချာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ်အတိမတ်ပြုကြောင်းကြေညာထားတဲ့ဗြိတိန်ဝန်ကြီးချုပ်ဆာကီရာစတာမာကလည်းထရမ့်ရဲ့အစီအမံတွေကိုထောက်ခံခဲ့ပါတယ်။သူကဟားမတ်စ်အနေနဲ့ဒုက္ခဆိုးတွေကိုအပြစ်သက်နိုင်ဖို့အတွက်လက်နက်ချပြီးအဲ့ဒီအစီအမံတွေကိုလက်ခံ တစားကန်အားလုံးကိုပြတ်လွတ်ပေးသင့်ပြီလို့စတာမာကပြောပါတယ်။ပြင်သစ်သမ္မတအီမန်နျူရယ်မာခရွန်ကလည်းဒီသဘောတူညီချက်ကိုလက်တွေ့အကောင့်ထဲဖော်နိုင်အောင်ပြင်သစ်ကအားပေးကူညီဖို့အသင့်ရှိကြောင်းကြေညာပါတယ်။ဟာမတ်စ်ရဲ့ဘက်ကတော့အဲ့ဒီအချက်20ပါအစိုးပြုချက်ကိုလက်ခံမလားဆိုတာလက်တလုံးမှတ်ချက်မပေးသေးပါဘူး။စောပိုင်းမှာတော့ဟာမတ်စ်ကောင်ဆောင်တဦးကစစ်ပွဲရဆိုင်ရေးအတွက်လက်တွေ့ကြတဲ့ဘလိုငင်းချက်ရေးကမ်းလှမ်းချက်ကိုမဆိုဟာမတ်စ်ကဆန်းစစ်သွားဖို့ဆန္ဒရှိကြောင်းဒါပေမဲ့အဲ့ဒီကမ်းလှမ်းချက်ကပါလက်စတိုင်းရဲ့အကျိုးစီးပွားတွေအတွက် လုံခြုံမှုအာမခံချက်ရှိဖို့ဂါဇာကနေအစ္စရေးတပ်တွေအလုံးစုံဆုတ်ခွာပြီးစစ်ပွဲကဒင်းပြေးချက်ပြေးအဆုံးသတ်ဖို့ဆိုတဲ့ကတိကဝတ်တွေလိုအပ်ကြောင်းပြောကြားထားခဲ့ပူပါရရှင်။မန္တလေးမြို့မှာစစ်ကောင်စီရွေးကောက်ပွဲအတွက်မဲဆင်းရင်တွေစကတ်ထားပြီးမြဲလာကြည့်သူမရှိဘူးလို့ဒေသခံတွေကပြောပါရယ်။စစ်ကောင်စီကဒီမနက်ပိုင်းမှာစပြီးမန္တလေးမြို့ကရက်ွက်ရုံတွေမှာမဲပေးနိုင်တဲ့ဆင်းရင်တွေကိုဘလက်ဘုတ်တွေနဲ့ကတ်ထားပြီးမြဲလာကြည့်တဲ့သူလုံးဝမရှိဘူးလို့မြို့ကန်တွေကပြောပါရယ်။ စစ်ကောင်စီဟာစက်တင်ဘာ29ရက်မနေ့ညကလေးကမနက်ဖြန်မဲစရင်လာကြည့်ကြဖို့ကားတွေနဲ့လိုက်អော်ခဲ့ပေမဲ့လာကြည့်သူမရှိဘူးဆိုပြီးမြို့ကန်တွေကပြောပြတာပါချိုင်းဧသာဇံမြို့နယ်မှာနေတဲ့မျိုးသမီးတူကလည်းမနေ့ညပိုင်းကလက်နက်တွေနဲ့စစ်သားတွေလိုက်ပါပြီးခွေးဘလူးကားနဲ့လိုက်អော်တာမဲစရင်လာကြည့်ဖို့ဆော်អော်ခဲ့တယ်လို့ပြောပါတယ်မနေ့ကလည်းမဟာအောင်မြင်မြို့နယ်မဟာမြိုင်နှစ်ရက်ွက်66လမ်းတလျှောက်မှာစစ်ကောင်စီရွေးကောက်ပွဲနဲ့ပတ်သက်လို့လိုက်လံကြေညာနေတဲ့ပြူစောတိကားက ကားလမ်းပိတ်လို့ဆိုပြီးလမ်းပေါ်ကပြည်သူတွေကိုဆဲဆိုသွားခဲ့ပါတယ်။အဲ့ဒီဆဲဆိုတန်းကြောင့်အင်တွေတွေကပြည်သူတွေပါလမ်းပေါ်ထွက်ကြည့်ကြပြီးပြူစောထီးဆိုသူကလည်းတနက်ပြပြီးဆက်လက်ဆဲဆိုသွားတယ်လို့ဒေသခံတွေကပြောပြတာပါ။မဲဆေးရဲကတ်ထားခြင်းစစ်ကောင်စီရဲ့အုပ်ချုပ်ရေးမှုနဲ့ဆဲအိမ်ကောင်းရာအိမ်ကောင်းတွေကလည်းစောင့်ကြံနေခဲ့တယ်လို့မြို့ကန်တွေကပြောပါတယ်။အရသာအစိုးရလက်ထက်2020ခုနှစ်ကလုတ်ခဲ့တဲ့ရွေးကောက်ပွဲအတွက်မဲဆင်းကိုဆိုရင်ပြည်သူတွေကတက်တက်ကြွကြွနဲ့မဲဆင်းရလာကြည့်ခဲ့ပြီးမဲဆင်းရမှာမပါရင်တော့ ပုံစံလေးကငယ်နဲ့ရှောက်ထားခဲ့ကြတယ်လို့သိရပါတယ်။ဒေါ်လာရေးအင်အားစုတွေကလည်းစစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့တိုက်တွန်းထားပါတယ်ရှင်။ဒုတန်းကမြို့နယ်တချို့မှာမိုးတဲထန်လို့တောင်ကျရေဆင်းလာတာနဲ့ချောင်းရေရှမ်းတာတွေဖြစ်နေပြီးအုတ်တွင်းမြို့နယ်ညောင်ချောက်ဆေးရုံဝင်းတဲ့ကိုရေတွေစီးဝင်လာလို့လူနာတွေကိုအေးပေါ်ကဲထုတ်ခဲ့ရပါတယ်။ဒီနေ့စက်တင်ဘာ30ရက်မနက်9:00နာရီလောက်မှာဆေးရုံတဲကိုရေတွေစီးဝင်လာတာလို့လူမှုကူညီရေးဖွဲ့ဝင်တအူးကပြောပါတယ်။မိုးကတဲတဲမဲမဲကိုရွာနေတယ်လို့ အထက်ကနေရေတွေဆင်းလာပြီးဆေးရုံအခန်းတွေထဲထိရေတွေမြုပ်လာလို့အကုံဆွဲထုတ်ခဲ့ရကြောင်းလူမှုကူညီရေးဖွဲ့ဝင်ကပြောတာပါလူနာတွေအားလုံးကိုကယ်တင်နိုင်ခဲ့တယ်လို့သိရပါတယ်အုတ်တွင်းမြို့နယ်မှာအခုလဆန်းပိုင်းကလည်းစစ်တောင်းမြစ်ရင်မြင့်တက်ပြီးကဘာပြူလို့အရက်သားထိခိုက်သေးဆုံးမှုတချို့ရှိခဲ့ပါတယ်လက်ရှိမှာ အုတ်တွင်းမြို့နယ်အပြင်တောင်ငူရေသာရှည်မြို့နယ်တွေမှာလည်းမိုးကောင်းနေတယ်လို့သတင်းရရှိပါတယ်ဘကိုးတိုင်းနဲ့ဆက်ဆက်နေတဲ့နေပြည်တော်မှာလည်းမိုးကောင်းနေပါတယ် ဒီမနက်ပိုင်းမှာနေပြည်တော်လေဝင်းမြို့ကပတ်တာချောင်းရည်နဲ့တက်ကုန်းမြို့ကနဝင်းချောင်းရည်များပြီးတစ်တုံးတွေနဲ့အမှိုက်တွေမျောပါလာလို့ချောင်းကဘာတွေမှာမနေကြဘူးဒေသခံတွေအချင်းချင်းသတိပေးနေကြပါတယ်စက်တင်ဘာ20ရက်နောက်ပိုင်းဘင်္ဂလားပင်လယ်အော်မှာဖြစ်ခဲ့တဲ့လေဖိအားနဲ့ရဝန်းနဲ့တောင်တရုတ်ပင်လယ်ကအင်အားပြင်းမုန်တိုင်းရာဂါဆာအရှိန်ကြောင့်ရမ်းပြည်နယ်တောင်ပိုင်းနေပြည်တော်နဲ့မကွေးတိုင်းပဲခူးတိုင်းတို့မှာရေကြီးနှင်းမြုပ်မှုတွေဖြစ်ခဲ့ပါတယ်ရှမ်းတောင်ဒနုကိုပိုင်အုတ်ချွခွင့်ရဒေသရွာငံမြို့နယ်မှာ စက်တင်ဘာ24ရက်ကမိုးသည်ထန်ပြီးတောင်ပြိုလို့စစ်ဘေးရှောင်10ဦးသေဆုံးခဲ့ရပါတယ်။မကွေးတိုင်းနှမောင်မြို့နယ်မှာလည်းမိုးများပြီးစက်တင်ဘာ28ရက်ကအောင်ပန်းကျွန်း10ကျိုးကျခဲ့ပါတယ်။ဆယ်အောက်ဘက်ကမဲဆလီပင်ရွာကိုရေရေတိုက်စားပြီးနေအိမ်တချို့မျောပါသွားခဲ့တာပါ။နေအိမ်တစ်လုံးပေါ်ကမိသားစုဝင်6ဦးရေစီးနဲ့အတူမျောပါသေဆုံးခဲ့တယ်လို့ဒေသခံတချို့ကပြောပါတယ်။ဒါ့အပြင်မကွေးတိုင်းတဲကရောဒေသမြို့နယ်တွေမှာလည်းတောင်ကျရေစင်းတာတွေချောင်းရေရှမ်းတာတွေဖြစ်နေပါတယ်။ လက်ရှိမှာလည်းဘင်္ဂလားပင်လယ်အော်မှာလေးဖိအားနဲ့ရဝန်ဆက်ရှိနေပြီးဖိလစ်ပိုင်နိုင်ငံကိုဝင်ရောက်ခဲ့တဲ့တက်ဖုန်မုန်တိုင်းဘူအလိုက်အရှိန်ကြောင့်လည်းမြန်မာနိုင်ငံမှာမိုးကြီးမဲ့သတိပေးချက်ကို NUG ကထုတ်ပြန်ထားပါတယ်။အဲ့ဒီထဲမှာလက်ရှိရာသီဥတုအခြေအနေအရမြေကြီးကြီးခြင်းလက်တပြတ်ရေလွှမ်းမှုခြင်းတောင်ကျချောင်းရေရှမ်းခြင်းနဲ့မြေပြိုခြင်းတွေကိုအထူးသတိပြုကြဖို့ထုတ်ပြန်ထားပါတယ်ရှင်။ People's Spring ရဲ့သတင်းတင်ဆက်မှုကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။